ဟယ်လိုအညာဆေရောပတ်ဝန်းကိုကြည့်ပြသားရလားမသိဘူးပတ်ဝန်းမှာတော့ကျတော့အတူအတူလေးတွေပေါ့နော်စကပြောအတူလေးတွေအထက်ချုံဆက်ရုံမှာသုံးတဲ့စကလုံးလေးပေါ့နော်အထက်ချုံဆက်ရုံမဟုတ်ဘူးတခြားနေရာတွေမှာလည်းသုံးလို့ရပါတယ်ညကအဓိကတော့အထက်ချုံနဲ့ပတ်သက်တဲ့စကလုံးလေးတွေနည်းနည်းလေ ပြောပြမလို့ပေါ့เนาะအဲ့ဒါလေးတွေကိုထည့်ထားပေးတာတခြားသယုံလေးတွေလည်းအညံမှာအစားသွင်းပြီးတော့လည်းသုံးလို့ရတယ်เนาะဟိုချက်ကိုဟိုတခြားကျုပ်သယုံနဲ့ပတ်သက်တဲ့စာကြောင်းလေးတွေလုပ်ပေးပါချက်ချက်ချင်လို့ဆိုတော့သူတွေပေါ့เนาะအဲ့လိုမျိုးလေးတွေပြောထားတာရှိလို့တော့ကြောင့်ချက်ကဒါလေးကိုရိုက်ပေးလိုက်တာပါတကယ်လို့နောက်ထပ်အာဟိုတိချင်တဲ့အာ ဟို level ပေါ့နော်အဲ့ level ကြီးရှိတယ်ဆိုရင်ဇယ်ကိုပုံမှန်မှရေးပြီးတာနော်ဇယ်ကတည်းကဥစားဖြစ်တယ်ဆိုတဲ့အခြေအနေရှိတယ်ဆိုရင်ဇယ်ပြထားတယ်ပုံမှန်လေးဖတ်ပြီးတော့မှအာတောင်းဆိုမှုများတဲ့ဟာလေးတွေကိုဇယ်ပြီးတော့ file လေးလုပ်ပြီးတော့မှတင်ပေးမယ်နော်ကဲဟုတ်ပြီရဆိုရင်ကျတော့ဒါကနောက်ထပ်ပတ်တူးဆိုတော့နည်းနည်းလေးတော့ပတ်1ထပ်စာရင်တော့နည်းနည်းလေးစလုံးလေးနည်းနည်းလေးခလာမယ်စကလုံးအသင့်လေးပါလာမယ်ပေါ့နော်ဒါကအထည်ချက်စရုံမှာသုံးမဲ့စကလုံးလေးပေါ့နော် ကဲဒီမှာကြည့်အောင်ပတ်တူးကိုကြည့်မယ်ပတ်တူးမှာကြတော့နံပါတ်1ကိုကြည့်အောင်နံပါတ်1မှာကြတော့ဒါတော့ဖောက်လုံးမှုဘန်တိုင်းအားဒီ protection code ပေါ့နော်အဲ့ဒါမျိုးကိုပြည်မီအောင်ဆောင်ရွက်ပြီးပါပြီလို့ဆရာတို့ပြောမယ်ဟုတ်ပါနော်အဲ့ဒီဟာထောက်လုံးမှုဘန်တိုင်းကိုပြည်မီအောင်ဆောင်ရွက်ပြီးပါပြီ protection code ကိုရောက်ပါပြီဆောင်ရွက်ပြီးပြီလို့ဆရာတို့ပြောမယ်ဆိုရင်ဘယ်လိုပြောမှလဲဆိုတော့စင်းစင်း목표량စင်းစင်း목표량ကို달성했어요ဒါစကလုံးရနည်းနည်းလေးတော့အတန်ထွက်တာခက်တယ် ထောလုံးမှုထောလုံးမှုဆိုတာကစင်စန်စင်စန်ပန်းနိုင်ပန်းနိုင်ဆိုတဲ့ဟာကကြတော့မဖြိုးလျံမဖြိုးလျံမှာပမာဏကဘယ်လောက်စမှာစတနိုင်မှာဘယ်နဲ့ဘယ်နဲ့ထည့်ပေးရမယ်ဆိုရတာပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲ့ဟာအဲ့ဒီပန်းနိုင်နော်နော်အဲ့ဒါမဖြိုးလျံလို့ခေါ်တယ်မဖြိုးလျံကိုပြင်းမြအောင်ဆောင်ရွက်တာပြင်းမြအောင်ဆောင်ရွက်ပြီးသွားပြီဆိုရင်ဓာတ်ဆုံးဓာတ်ဆုံးဟဲ့ဆိုယောဓာတ်ဆုံးဟဲ့ဆိုယော 생산목표량을달성했어요.생산목표량을달성했어요.다음에는แกนาวทุกคนนาวทุกคนจะรอดีไลน์มาลูกตาเอียมาลงเล่ากูเอาไปเนาะเลบามาเล่ากูโหลเฉยๆပြောมั้ยอ่าดีไลน์เนี่ยมาแน่ๆลูเองอ่ะแน่ๆแน่นี่แหละอะไรไม่ပြောมั้ยส่วนไลน์ก็รอโกเรียก็โหลไลน์โหลไปตรงไลน์ไปได้เนาะด่าก็โมซาสักกะลงบ่เนาะอีไลน์เนี่ยอินลิช အင်္ဂလိပ်စာကကျတော့လုတ်သားအင်အားကိုကျတော့အင်္ဂလိပ်လို့ခေါ်မယ်အင်္ဂလိပ်ကမလုံလောက်ဘူးမလုံလောက်ဘူးဆိုရင်ဘူချုတ်ခေရောဘူချုတ်ခေရောအဲ့ဒီမှာကျတော့အတန်ထွက်တဲ့ခါကျရင်ခေယူမို့ခေယူလို့သတ်ထားမယ်ခါနဲ့အဲခါနဲ့ဟာနဲ့တွေ့တဲ့ခါမှာကျတော့ခတန်လေးထွက်မယ်ဘူချုတ်ခေရောဘူချုတ်ခေရော เนาะ e line เนี่ย inlook ကြီးပူကျုတ်ခဲ့ရောဒါလို့ပဲ inlook ကိုဆယ်တော့မသိဘူးဆိုရင်တော့ဆယ်တော့ဘယ်လိုထက်သုံးလို့ရလဲဆိုတော့စားရအဲ့ညမှာကျတော့စားရမင်းစားသုံးလိုက်ပေါ့ဟိုက inlook ကြီးစားပြောကနေမှာဇလောက်ကမိတ်ပေါ့မိတ်ရတဲ့ခါမျိုးမှာဆိုရင်အဲ့ညမှာအစားသင်မဲ့ဟာကစားရ e line เนี่ยစားရမင်းပူကျုတ်ခဲ့ရောလူမလောက်ဘူးလို့ပြောလိုက်တာအဲ့လိုသုံးလို့လဲရတယ် inlook ဆိုရင်တော့လုံသားအင်အားပေါ့ ်ရန်နဲ့နဲ့လေးစကလုံးနဲ့နဲ့လေးဟိုမြင့်သွားတာပေါ့နော် manpower labor လို့သူပြောလိုက်တာပေါ့နော်အဲဒါဆိုရင်ဒါလို့ကိုကအဲ့ဟာမိတ်နေဆိုရင်သာတာမမေ့အောင်တော့လုပ်နော်အဲ့တော့အရာအလွယ်တွေအရာမလုပ်နဲ့နဲ့လေးချက်တော့စကလုံးလေးနဲ့နဲ့မြင့်မြင့်လေးပေါ့သုံးမယ်နော်အာ e line နဲ့ in your key ဘူဂျုတ်ခဲရောဘူဂျုတ်ခဲရောဆိုတော့မလောက်ဘူးတခုခုမလောက်ဘူးဆိုလဲဘူဂျုတ်ခဲရောဥပမာဆိုပတ်စံမလောက်ဘူးဒုံးနေဘူဂျုတ်ခဲရောဟုတ်ပြီနော်အာလူမလောက်ဘူးစားရမီဘူဂျုတ်ခဲရောအချိန်မလောက်ဘူးဆိုရင်လဲ시간이ဘူဂျုတ်ခဲရော ဟုတ်နော်ဆရာတခုခုအချိန်မလောက်ဘူးသူပြောတဲ့အချိန်ပေါ့နော်ငါ့ကိုဘယ်နှနာရီတွင်းမှာဘယ်လောက်ပေးရမယ်လို့ပြောတယ်ဒါပေမဲ့ငါတို့အချိန်မလောက်ဘူးလို့ကျွန်တော်ပြောမယ်ပြောမယ်ဆိုရင်တော့အချိန်ကနေပူကျုပ်ခဲ့ရောအဲ့လိုလေးပြောလို့ရတယ်ဟုတ်နော်ပူကျုပ်ခဲ့ရောတလုံးနဲ့အများကြီးသုံးလို့ရမယ်နော်ရလားဒီနှစ်ခုရမယ်နော်ဒါဆိုချက်ဆက်ပြီးတော့ပြပြပေးမယ်နံပါတ်3ကိုကြည့်ရအောင်နံပါတ်3ဟုတ်နော်ဒီလည်းမြင်ရလားမြင်ရတယ်နော်နံပါတ်3ကိုကြည့်အောင်ဒီ raw material raw material ကိုပုံစံပစ္စည်း ဟုတ်ကဲ့နော်ကုန်ကျန်းပစ္စည်းကို raw material ကတဲ့ဘယ်လိုဖြစ်မလဲဆိုတော့ in stock ကပေါ့နော် stock ကိုစစ်ဆေးပါဟုတ်ကဲ့နော်ကုန်ကျန်းပစ္စည်းရဲ့လက်ကျန်ကိုစစ်ဆေးပါဟုတ်ကဲ့နော်လက်ကျန်ကိုစစ်ဆေးခိုင်းတာအဲ့ဒီမှာကုန်ကျန်းပစ္စည်းဆိုတဲ့ raw material ဆိုတော့ဝန်ကြာခြင်းဝန်ကြာခြင်းဟုတ်ကဲ့နော်ကုန်ကျန်းပစ္စည်းစကလုံးနဲ့တလုံးတော့မယ်နောက်တစ်ခုကလက်ကျန်ဆိုတာကခြေကိုခြေကိုလက်ကျန် เนาะ다가ก็ยังมีสิเนาะรอมาดีเนี่ยแล้วจะส่วนนี้สต็อกก็จะเอาเนาะสต็อกก็ซื้อซื้อบาซื้อซื้อบาส่วนนี้สักลงก็ฟ้ากินนาตาเนาะซื้อซื้อบาส่วนนี้ฟ้ากินเนี่ยตรงนี้ฟ้ากินซื้อซื้อบาส่วนนี้ฟ้ากินนาเสียวฟ้ากินนาเสียววันจ้าเจเจโกรูฟ้ากินนาเสียววันจ้าเจเจโกรูฟ้ากินนาเสียว ါပဲเนาะဒီကုန်ပစ္စည်းလက်ကျန်ဆိုတာကကျတော့ဘယ်နေရာမှာဖြစ်ဖြစ်ဒီအခက်ရောက်မှာမဟုတ်ဘူးတခြားနေရာမှာလည်းသုံးလို့ရတယ်တခြားနယ်ပယ်ပေါ့เนาะတခြားဖိနစ်မှာလည်းလက်ကျန်ပစ္စည်းပါညာခွက်ကပြောမယ်ဆိုရင်ကျတော့ခြေကိုနဲ့သုံးလို့ရတယ်ဟုတ်ပါเนาะခြေကိုစစ်ဆေးပါဘယ်နေရာဖြစ်ဖြစ်စစ်ဆေးပါဒါစစ်လိုက်ဒါစစ်လိုက်စစ်စစ်ပေးပါဟုတ်ပါเนาะဖွားကင်းတာဆယ်ရောဟုတ်ပါเนาะဖွားကင်းတာဆယ်ရောစစ်ဆေးပါအဲ့တော့တခုခုဆိုရင်ပွားကင်းတာဆက်ရအောင်အဲ့လိုမျိုးလုပ်မယ်။ပုံကျန်းပစ္စည်းဆိုရင်ဝန်ချာချေဝန်ချာချေ။ဒါပဲနော်။ မစကလုံးတော့လို့နော်အဲ့တော့စကလုံးတက်ကဝန်ဇာကျဲခြေကိုခွာခဲ့နာတာဟဲ့နော်ဝန်ဇာကျဲခြေကိုတို့ခွာခဲ့နာစေရောဒါပဲနော်နောက်တစ်ခုနံပါတ်၄ကိုကြည့်ရအောင်နံပါတ်၄ကဘာလဲဆိုတော့အာ safety rule ကိုလိုက်နာရမယ်ဒါပဲနော် safety rule ကိုလိုက်နာရမယ်ဆိုရင်ဘေးကညကင်းရှင်းစိမျက်နှာကိုလိုက်နာရမယ်အဲ့ဒီ safety rule rule ဆိုတာဘာပါလဲဆိုတော့အန်ဂျုံစုချစ်အန်ဂျုံစုချစ် ဟုတ်ပြီနော်အဲ့ဒါကဇေရို safety rule ပါအဲ့ဒါကိုလိုက်နာရမယ်ဆိုတဲ့ကချီခိတာဆိုတဲ့စကားလုံးချီခိတာအဲ့ဒီမှာ grammar တစ်ခုသုံးရတယ်လုံရမယ်တခုခုလုံရပါမယ်ဆိုတဲ့ဟာကဇေရောဇေရောဘာနဲ့သုံးရလဲဆိုတော့အာသူရဲ့ grammar ကအာ oya hata ဆိုတဲ့ grammar နဲ့သုံးထားတာအာတခုခုကိုလုံရမယ် grammar လေးပေါ့နော်တခုခုသွားရမယ်စားရမယ်လုံရမယ် Amin a ala mudong me sumi a oya hata mi, tuya mu yin baga chikida lai nati, ala ma chaluga a i na pira da o yo na baga da chikyoya hamida, chikyoya hamida, no anjong su chiku chikyoya hamida, anjong su chiku chikyoya hamida, ဒါမနော်ဒါဘယ်နေရာမှာဖြစ်ဖြစ်သုံးလို့ရရနော်ဒီဟာက safety rule ကိုလိုက်နာရမယ်ဟုတ်ပါနော်သူများကအဲ့လိုမျိုးပြောတယ်ဆိုလဲကိုကနားလည်ရမယ်နော် anchor switch ကိုကြည့်ခဲ့ရမိတာဆိုရင်အော်ဒါကိုပြောတာပါလားဆိုတာလေးကိုသိရမယ်နော်ကဲဟုတ်ပြီနောက်တစ်ခုနောက်ခုနံပါတ်5အာလက်ကိုမထိခိုက်အောင်အာ view site ပါလက်ကိုမထိခိုက်အောင် view site ပါဒီကမှာဖြစ်နေတယ်နော်ဒီမှာလက်မထိခိုက်အောင်သတိစသတိထားပါ လက်မထိခိုက်အောင်တရီထားပါစကလုံးကဒီဘက်ရောက်နေနည်းနည်းပေါ်ဖြစ်နေတော့နော်ပြမကြီးကအော်ကနံပါတ်5မြင်ရလားမသိအမလက်ဆိုတာကဆုံးထိခိုက်သည်ဆိုတာကဒါချီတာဆိုတဲ့စကလုံးဟုတ်ပါနော်ထိခိုက်သည်ဒါချီတာအဲ့ဒီမှာမာချေတို့ကအာ G and K ဆိုတဲ့ OR နဲ့ကတ်ထားတယ် grammar နဲ့ကတ်ထားတယ်တတိထားပါကဂျိုရှင်းပါစေရောဂျိုရှင်းပါစေရောကတတိထားပါဂျိုရှင်းပါစေရော ါပဲเนาะအဲ့ဆိုလက်ကိုမထိခိုက်အောင်မထိခိုက်အောင်အောင်ဆိုတော့မမော်ကြီးအန်ခဲအဲ့မှာအန်ခဲလို့တော့အန်ခဲအန်ခဲလို့မဟုတ်ဘူးเนาะအန်ခဲစွန်နီဒါချစ်ကြီးအန်ခဲ주심하세요စွန်နီဒါချစ်ကြီးအန်ခဲ주심하세요เนาะလက်မထိခိုက်အောင်လက်မခိုက်မိအောင်တတိထားပါဆိုရင်အဲ့လိုပြောမယ်เนาะစွန်နီဒါချစ်ကြီးအန်ခဲ주심하세요ဒီမျိုးလည်းပြောလို့ရတယ်ဒါဒီစက်ရုံမှာမဟုတ်ဘူးတခြားစက်ရုံတွေမှာတခြားစီးတွေမှာလည်းသုံးလို့ရတယ်เนาะစွန်နီဒါချစ်ကြီးအန်ခဲ주심하세요 เนาะလက်မထိခိုက်အောင်တရေထားပါအဲဆိုရင်ငါးချောင်းရမယ်เนาะနောက်တစ်ခုကြည့်အောင်နံပါတ်6ကိုကြည့်အောင်နံပါတ်6နံပါတ်6ချောင်းမြောက်ကိုကြည့်အောင်ဘယ်လိုပါလဲဆိုတော့ uh working environment ကိုတိုးတက်အောင်လုပ်ရမယ်အဲ့တော့ဒါကအလုတ်ပတ်ဝန်းကျင်ဟောပြတော့အလုတ်ပတ်ဝန်းကျင်ဆိုရင်ခြာကော့ခြာကော့ပန်းယောင်ခြာကော့ပန်းယောင်ဟောပြတော့အလုတ်ပတ်ဝန်းကျင်ဆိုတဲ့ဟာကကျတော့ခြာကော့ပန်းယောင I'm not working if I'm mango. Dota aloya me, when I'm aoya hada, aoya heo, aoya hamida, do you know? I don't know, aloya ba me, lubio, and I don't have the other, grandma, you go. I'm a dota da saraka, keson hada. I'm not keson hada, dota di, keson hada. I'm not dota gamo asra. 작업 환경을 개선하게 합니다. 개선하, 개선해야 합니다. 작업 환경은 개선해야합니다.작업환경을개선해야합니다.나나아이소지방작업환경을개선해야합니다.가장이사가리얼뭐부사가아직방몇몇배워야면너타자야아단탁도탁치는다음에튕니다보노.알아면소리몇몇파야면너몇몇파라이아소리부사에막스무피트와리면쳐와리면너. ခဲ့ရပြီဆိုရင်ကျွန်တော်နောက်တစ်ခုနံပါတ်9ကိုကြည့်အောင်နံပါတ်9ကအာနမူနာပေါ့နော် simple လေးပေါ့နမူနာလေးကိုနမူနာစစ်ဆေးစစ်ဆေးခြင်းကိုအရင်ဆုံးဆောင်ရွက်ပါလို့ကျွန်တော်ပြောမယ်နမူနာစစ်ဆေးခြင်းကိုအရင်ဆုံးဆောင်ရွက်ပါနောက်တစ်ချို့ရပြောနမူနာစစ်တဲ့အားလေးကိုအရင်ဆုံးလှုပ်လိုက်အရင်ဆုံးလှုပ်ဆိုပြောတဲ့အခါကျရင်ဘယ်လိုပြောမလဲဟုတ်နော်အဲဆိုရင် simple ဒါကကြတော့မွေးစားစကားလုံးနမူနာဆိုတဲ့ဟာကကျတော့က simple ဆိုတဲ့မွေးစားစကားလုံးအင်္ဂလိပ်စာတွေလာတယ်ဒါကိုကိုရီးယားလိုဆိုရင် simple သူတို့တန်ရတဲ့ဆိုရင်တော့ simple ခေါင်းစာစွာကစစ်စေးခြင်း simple ခေါင်းစာနမူနာစစ်စေးခြင်းဟာနော် inspection simple ခေါင်းစာတို့အရင်ဆုံးဆိုတာက monjo ဟုတ်ပါနော်အရင်ဆိုတာက monjo monjo အရင်ဆုံးဆောင်ရွက်ပါဆိုရင်ဂျီနိုင်90ရောဂျီနိုင်90ရော 샘플 검사로 먼저 진행하세요. 샘플 샘플 검사로 먼저 진행하세요. 그러면 상위바스라가 진행하세요. 그러면 어떻게 진행되냐? 아니면 상위니레 브일롱니레 아니면 미아리비시레면 예팀 마셔로 스칼롱가 샘플 검사 라리마타메 진행하다 라리마타메 나 나르코 야라 누마크야 야라 누마시고 사지야 ဒီဆက်ကပြတ်နေပါပြီပြတ်သွားပါပြီဒါပေမဲ့ပြတ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဘယ်လိုတော့မလဲပြတ်တယ်ဆိုတဲ့ကိုကြမ်းလာတာကိုကြမ်းလာတာเนาะဤခေကကိုကြမ်းလာစောယောခေကဆိုတာဆက်ပြောတာပေါ့เนาะဤခေကကိုကြမ်းလာစောယောအော်ဒီဆက်ကပြတ်သွားပါပြီဆိုရင်ဤခေကကိုကြမ်းလာစောယောဤခေကကိုကြမ်းလာစောယောเนาะแกน่ะတော့နမကိုကြာဒီနေ့အချိန်ပိုရှိတယ်အိုဗာတိုင်းရှိတယ်အဲ့ဆိုရင် 어논 장업이 있어요. 어논 장업이 있어요. 아차인 보호소라가 장업 오버타임. 오버타임을 레드로 무장색깔로 장입했다면 어느 오버타임이 있어요. 알레레비오에나 오버타임이 있어요. 오버타임이 있어요. 라말레 들으면 잔업이 뭐 있어요. 어드비에나 어느 잔업이 있어요. 딜런 마담에 그 아침 모습이 잔업. 사갈론이고 사갈론이고 뭐노. ဒီတိုင်းမှတ်တာတဲ့ဆိုရင်စာချောင်းလေးနဲ့အလိုမျိုးမှတ်ပြီးတော့မှပြောသွားတာကပို့ပြီးတော့မှအုံနောက်ထဲဆွဲတယ်ပေါ့နော်ဒီတိုင်းစကလုံးကြီးပဲကြက်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 နေပြီးခဏနေကြာမှိတ်သွားတာမျိုးရှိတယ်စာချောင်းလိုက်လေးတွေအာပြောမယ်ကြက်သွားမယ်မြ냐ဖတ်သွားမယ်ဆိုရင်ရပါလိမ့်မယ်နော်ဒါလည်းနံပါတ်6ရပြီလားရလားဆရာချက်ပြောတာရမ်းမြန်နေလားလိုက်နိုင်လားဆက်နောက်တော့ဖတ်ဖတ်ပြီးနေတယ်နော် တော့စတဲ့ရမှုဝင်သွားတဲ့စားစစားစကားအမြန်သွားတယ်နည်းနည်းလေးရှင်းပြန်တိုက်ရမယ်။ကဲနံပါတ်30နံပါတ်30ကိုကြည့်ရအောင်။အာမောချက်ဗီဒီယိုဖိုင်ကျစလိုးလေးနဲ့ပြန်ကြည့်။နံပါတ်30ကိုကြည့်ပဲ။ နံပါတ်10ကအာနောက်ထပ်အဆင့်ပေါ့နော်နောက်ထပ်အဆင့်ကိုလွှဲပြောင်းပေးပါနောက်တစ်ဆင့်အောင်လွှဲပြောင်းပေးပါ next process ပေါ့နော် next process ကိုလွှဲပြောင်းပေးပါဆိုရင်နောက်တစ်ဆင့်ဆိုရင်ကျတော့ကဒေါင်းခုံကြောင်းလို့တော့မယ်ဒေါင်းခုံကြောင်းကိုတော့လွှဲပြောင်းပေးပါဆိုတဲ့စကားလုံးကနောင်ကီတာဘယ်နော်နောင်ကျော်ဂျူဆေယောဆိုတဲ့ဟာလေးလွှဲပြောင်းပေးပါကနောင်ကျော်ဂျူဆေယောနောင်ကျော်ဂျူဆေယောဒေါင်းခုံကြောင်းကိုတော့နောင်ကျော်ဂျူဆေယော 다음공정으로넘겨주세요.다음공정,공정으로넘겨주세요.다음공정으로넘겨주세요.알았나?နော်ကဲအဆင်ကျတော့ဒီနေ့တော့၁၀ကြောင်းဒီ၁၀ကြောင်းလေးကိုမှတ်ထားပေးမယ်ပေါ့နော်၁၀ကြောင်းလေးကိုမှတ်ထားပြီးတော့ဒီထဲမှာပါတဲ့စကားလုံးလေးတွေလေ့လာကြမယ်အစားကြောင်းလေးတွေများများဖတ်သွားမယ်ပြီးရင်လက်တွေ့မှာအသုံးချမယ် ဲ့ဒါမှဒီစလုံးတွေကဒီစာကြောင့်နေရမမေ့ပါเนาะတွေ့မှာအသုံးမချဘူးစကားမပြောပြဖို့ဆိုရင်ဒီစာချက်မေ့သွားတတ်တယ်အဲ့ဒါကြောင့်မလို့ကိုကအာလက်တွေ့မှာအသုံးချမယ်ပါစကားထုတ်ထုတ်ပြောတာပို့ပြီးတော့မှအာအဆင်ပြေတယ်ကိုမမေ့တော့ဘူးเนาะကိုအနောက်ဘက်မှာကြာကြီးဆွဲဆဲနေခဲ့လိမ့်မယ်เนาะကဲဟုတ်ပြီရပါပြီအဲဆိုရင်ဒါတော့နောက်ထပ် part 3ပေါ့เนาะ part 3တွေကိုဆောင်ပြပြီးတော့ကြည့်ရှုပေးမယ်เนาะအဲဒီတိကိုအရင်ဆုံးလေ့လာပြီးသားပါရှင့် အားလုံးပဲနောက်ထပ်အဲနောက်ထပ်ဗီဒီယိုဖိုင်မှာဆက်တွေ့ပါမယ်အားလုံးပဲဆက်ကြပါစေရှင့်